ဒီဗီဒီယိုလေးမှာတော့အသက်တစ်နှစ်ခွဲအရွယ်ကလေးတယောက်မှရှိသင့်တဲ့ပွင့်ပြိုးမှုမှတ်တိုင်တွေအကြောင်းကိုပြောပြပေးချင်ပါတယ်။ကလေးရဲ့ social emotional ဆိုင်ရာဖွံ့ဖြိုးမှုမှတ်တိုင်တွေကတော့ကလေးကမိဘအနာကနေခလန်လန်းတနေရာကိုသွားပြီးမယ်။ကိုယ့်ရဲ့ဘေးနားမှာမိဘရှိမရှိဆိုတာကိုသူကြည့်တတ်နေပါပြီ။သူတို့စိတ်ဝင်စားတဲ့ကြိုက်တဲ့အရာတွေကိုမိဘသိအောင်သူတို့ပြတတ်နေပါပြီ။ ကလေးကိုစာအုပ်ဖတ်ပြတဲ့အချိန်မှာစာမျက်နှာတွေကိုသူကလူကြီးနဲ့အတူတူလိုက်ကြည့်တတ်နေပါပြီ။ကလေးကိုမိဘတွေကအဝတ်အစားဝတ်ပေးတဲ့အခါလက်ဆေးပေးတဲ့အခါမျိုးတွေမှာလက်ကိုအလိုက်တဲ့စမ်းထုတ်ပေးတာမျိုးလုပ်နိုင်လာပြီဖြစ်ပါတယ်။ဘာသာစကားနဲ့ပြောဆိုဆက်သွယ်မှုဆိုင်ရာ ဖွံ့ဖြိုးမှုအနေနဲ့ကတော့ကလေးလေးတွေကဖေဖေမေမေလို့ခေါ်တာအပြင်စကလုံး၃လေးလုံးခန့်ကိုပြောတတ်နေပြီဖြစ်ပါတယ်။လက်ပြရင်းနဲ့ဘိုင်းပိုင်ဆိုတာမျိုးသူတို့နှုတ်ဆက်တတ်နေပါပြီ။ ကိုဟာကလေးကိုရိုးရှင်းတဲ့ညွှန်ကြားချက်တစ်ခုကိုခိုင်းတဲ့ခါကျရင်သူတို့လိုက်လုံးနိုင်ပြီဖြစ်ပါတယ်။ဥပမာကိုကလက်ဟန်အမူအရာမပါဘဲနဲ့လက်ညှိုးမထိုးဘဲနဲ့ဖက်နှက်စည်းမယ်လို့ပြောလိုက်တာနဲ့သူတို့နားလဲနေပြီဖြစ်ပါတယ်။တီးမှုဆိုင်ရာဖွံ့ဖြိုးမှုမှတ်တိုင်တွေအနေနဲ့ကတော့သူဘေးနားမှာရှိတဲ့အရာတွေကိုဘာအတွက်ဘလို့သုံးနေဆိုတာကိုသူတို့သိရှိနေရမှာဖြစ်ပါတယ်။ဥပမာဖုန်းကိုဘလို့သုံးနေ၊ဇွန်ကတော့ဘယ်နေရာမှာသုံးရတယ်၊သွားတိုက်တန်ကတော့ဘယ်နေရာမှာသုံးနေ၊စတာတွေကိုသူတို့သိသိနေပြီဖြစ်ပါတယ်။ ထက်ခတ်ထက်ခတ်လုံးရတဲ့အရာတွေကိုမှတ်မိလာပြီးတော့သူတို့အနေနဲ့ဒီဘက်ကဘောလုံးပေးလိုက်ရင်ဘောလုံးပြန်ပစ်ပေးတာမျိုးအယုတ်ကလေးတွေ sticking twins လေးတွေကိုပုံစံကြအောင်ပြန်ပြီးတော့တွဲဆက်တာမျိုးလုပ်တတ်နေပြီဖြစ်ပါတယ်။သူတို့အနေနဲ့ရုပ်ပုံများများပါတဲ့စာအုပ်လေးတွေဖတ်ရတာကိုသဘောကျလာကြပါပြီ။ကိုကပစ္စည်းတစ်ခုခုကိုကိုရဲ့နောက်မှာဖွက်လိုက်တယ်ဆိုလို့ရှိရင်သူတို့အနေနဲ့ဒါကိုလိုက်ကြည့်ပြီးတော့ရှာတတ်နေပြီဖြစ်ပါတယ်။ ဘိမ့်ပါတဲ့တွန်းလဲလေးတွေဆိုရင်သူတို့အနေနဲ့ဆွဲနိုင်တွန်းနိုင်တာမျိုးလုံနိုင်လာရမှာဖြစ်ပါတယ် physical ဘိုင်းဆိုင်ရာဖွံ့ဖြိုးမှုအနေနဲ့ကတော့တစ်နှစ်ခွဲအရွယ်မှာအမိခိုမပါဘဲနဲ့လမ်းလျှောက်နိုင်ရပါမယ်အကွာဝေးတူတူလေးကိုပြေးတာမျိုးခုံမော်တက်တာလီကားတက်တာမျိုးလေးတွေလုံနိုင်လာပါပြီအယုတ်တွေကိုဆွဲပြီးလမ်းလျှောက်တက်လာမယ် ချက်သားငယ်ဖွံ့ဖြိုးမှုအနေနဲ့ကြတော့သူတို့ဇွန်ခရင်လေးတွေစပြီးတော့ဂင်တက်လာတယ်ကို့ဘာသာအစားစားတက်လာမှာဖြစ်ပါတယ်ကိုလေးချိန်တိုးပြီးအရက်ရှိလာမယ်သွားတွေလည်းထပ်ပြီးတော့ပေါက်လာမှာဖြစ်ပါတယ်သူတို့အနေနဲ့ရုပ်ပုံနေမြင်းနေကိုရှောက်ချစ်တာမျိုးလုံးနိုင်လာမှာဖြစ်ပါတယ်တစ်နှစ်ခွဲရွယ်သသားမီမီလေးတွေကိုဗာလေးတွေလေးချင်းပေးလို့ရမလဲဆိုရင်တော့သူ့ရဲ့ကောင်းတဲ့အပြုမူတွေလောက်တန်းကိုကချီကျူးပေးရပါမယ်ဆိုးတဲ့အခါဆိုလို့ရှိရင်တော့ကိုကအာယုံမဆိုင်ဖဲနဲ့လက်လူရှုပေးနိုင်ရင်ကောင်းပါတယ်တခြားသူတွေရဲ့ခံစားချက်ကို ုနားလဲစာနာတတ်အောင်လေ့ကျင့်ပေးလို့ရပါပြီမမကနားသွားလို့ငိုနေတဲ့အုံဖွားလုပ်ပေးရအောင်เนาะစသဖြင့်သူတို့ကိုပြောပေးနိုင်ပါတယ်ပြီးတော့ကို့မှာရှိတဲ့အရာတွေကိုလည်းမျှဝေတတ်အောင်သင်ပေးလို့ရပါပြီဥပမာမုံစားမယ်ဆိုလို့ရှိရင်သူများတွေကိုလည်းနည်းနည်းစီကြွေးရမယ်เนาะဆိုတာမျိုး sharing လေးတွေသင်ပေးလို့ရပြီဖြစ်ပါတယ် ကလေးလေးနဲ့အတူတူ free time play ကစားလို့ရပါပြီနော်ဥပမာဟင်းချက်တန်းစောတာဈေးရောင်းတန်းစောတာဆရာဝန်လှုပ်တန်းစောတာစသဖြင့်ဒီလိုစိတ်ကူးပုံဖော်ကစားတာလေးတွေကိုသူနဲ့အတူတူလှုပ်ဆောင်ပေးတင်ပါတယ်